စိတ်ထံရာတွေဆိုတာလူတိုင်းမှာရှိပါတယ်လူတိုင်းဟာတနည်းမဟုတ်တနည်းနဲ့တော့စိတ်ထိခိုက်ဖူးကြပါတယ်ခဏခဏမဟုတ်ရင်တောင်ဘဝမှာတစ်ချိန်တစ်ခါလောက်တော့ထရမာလို့ခေါ်တဲ့စိတ်ထံရာတွေရဘူးကြမှာပါဘဝမှာနေထိုင်ရှင်တန်ရင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်တွေအတွေ့အကြုံတွေလောကဓာတ်ရဲ့ရိုက်ခတ်မှုတွေကလေးဘဝကအတွေ့အကြုံအဖြစ်ပြက်တချို့ဟာကို့အတွက်မလွယ်ကူခဲ့ နာကျင်ခဲ့ရတဲ့အရာတွေဖြစ်ကောင်းဖြစ်နေနိုင်ပါလေဘဝမှာလေကိုကြောက်တဲ့အရာတွေစိတ်ဒဏ်ရာတွေနာကျင်ခဲ့ရတဲ့အဖြစ်ပြက်ဆိုးတွေအိမ်မက်ဆိုးတွေနဲ့ထိတ်တန့်ရင်ဆိုင်ရတာလောက်ခက်ခဲပင်ပန်းတာရှိမယ်မထင်ပါဘူးဘဝမှာနေထိုင်ရှင်တန်ရုံးကန်ရင်ကံမကောင်းစွာနဲ့လောကဓာတ်ရဲ့ရိုက်ခတ်မှုမှာဆုံးရှုံးပျက်စီးမှုတွေဖြစ်ခဲ့တယ်စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေရခဲ့တယ် ဒီအဖြစ်ပြက်တွေအတိတ်ဆိုးတွေဟာသွားလျာတကောက်ကောက်ပအောင်လိုက်ပြီးအိမ်မက်ဆိုးတစ်ခုလိုအမြဲ၆လန့်ခံနေရတဲ့လူတွေအများအပြားရှိကြပါတယ်။ဒီစာလေးကိုဖတ်နေတဲ့သူမတော်မသိမသာဖုံးဖိမျိုးသိပ်ထားရတဲ့စိတ်တန်ရာအပိုင်းစာတွေရှိချင်းရှိနေနိုင်ပါတယ်။ကလေးဘဝကအချစ်မခံရမှုတွေဝေဖန်အပြစ်တင်ခံရမှုတွေဟာ စိတ်တန်ရာတစ်ခုဖြစ်သွားစေတတ်တယ်လို့ မိဘတွေရဲ့တာသမီတွေပေါ်ပြုစုပျိုးထောင်မှုပုံစံအတွေ့အခေါ်အပြုမှုတွေဟာလေငယ်ရွယ်နှုနယ်တဲ့ကလေးတွေရဲ့စိတ်မှာလွှမ်းမိုးတက်ရောက်စေပါတယ်။မိဘတွေကအိမ်တော်ရဲ့အစ်စ်မပြေလို့အမဲရန်ဖြစ်စကားများနေလို့အဖေကအမေကိုကိုထိလက်ရောက်အနိုင်ကျင့်လို့အိမ်တွင်းအစ်စ်မပြေလို့စသဖြင့်မိသားစုကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ဒဏ်ရာရနေတဲ့ကလေးတွေလည်းရှိပါတယ်။ဒီစိတ်ဒဏ်ရာဟာ ကလေးဘွားကနေအစာပြုတ်လာတာအခုလိုအရွယ်ရောက်ကြေးပြင်းလာတဲ့အထိဒီတန်ရာတွေကနေရုံမထွက်နိုင်သေးဘူးလေကျောင်းနေခြင်းအရွယ်မှလည်းစိတ်ကိုထိခိုက်တန်ရာရစေမယ့်အရာတွေအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရပြန်တယ်မို့လားဆရာဆရာမတွေရဲ့ခွဲခြားဆက်ဆံမှုတွေအနှိမ်ခံရမှုတွေအရှက်နဲ့သိခေါင်မငဲကွက်တဲ့အများရှိအပြစ်ပေးမှုတွေနှိုင်းရှင်မှုတွေစကလုံးအကြမ်းဖက်မှုတွေ ကျောင်းသားအချင်းချင်းအနိုင်ကျင့်မှုတွေဟာကျမတို့ရဲ့စိတ်ကိုတပိုင်းတစထိခိုက်နာကျင်စေခဲ့တဲ့အရာတွေပါလုပ်ငန်းခွင်မှာလည်းလုပ်ငန်းမှာမို့စိတ်ညစ်စရာတွေစိတ်ဒုက္ခပေးတဲ့အရာတွေရှိတာပါပဲလုပ်ငန်းခွင်အနိုင်ကျင့်မှုတွေအထက်လူကြီးရဲ့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေအနိုင်ကျင့်ဆော့ကားခံရမှုတွေရှိကြပါတယ်ဒါတွေကိုကြုံတွေ့ခဲ့ရတဲ့သူတွေအနေနဲ့ စိတ်ထဲမှာဒဏ်ရာကြီးတစ်ခုလိုဆွဲမြဲနေတတ်ပါလေအချီရေးကိစ္စအစင်မပြေလို့အိမ်အောင်ရေးအစင်မပြေလို့ကြီးစားကဖောက်ပြန်လို့အိမ်အောင်ဘက်ကဖောက်ပြန်လို့ရုတ်တရက်ထားသွားခံရလို့အချစ်မခံရလို့တစ္ဆာဖောက်ခံရလို့ကိုထီးလက်ရောက်အနိုင်ကျင့်လို့လိမ်ပိုင်းဆိုင်ရာစော်ကားလို့တာဝန်မယူလို့စသဖြင့်ပေါ့ relationship trauma တွေဟာလေ တယောက်တစ်မျိုးစီရှိကြပြန်ပါတယ်။တချို့သောသူတွေရဲ့ဘဝမှာတုံလုံးခြောက်ခြားစရာအဖြစ်အပျက်တွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေရသွားစေတတ်ပါတယ်။ဥပမာကားအက်ဆီဒန့်ဖြစ်တာ၊မီးလောင်တာ၊ရေနစ်တာ၊အမြင့်ဘဝပြုတ်ကျတာ၊တဘာဝ BND တွေနဲ့ကြုံတွေ့တာ၊စစ်ဘေးပရိပခနဲ့ကြုံတွေ့ရတာမျိုးတွေပေါ့။နောက်ဆုံးပြောရရင်မိမိရကျမ်းမာရေးမကောင်းတာ ချစ်ခင်ရတဲ့သူတူအူအုံပါသွားတာအိမ်မှာမွေးထားတဲ့အိမ်မွေးတရိတ်ဆန်လေးစုံပါသွားတာစသဖြင့်ဒီလိုအရာရာတိုင်းဟာ စိတ်ဓာတ်ရာရစီတတ်ပါလေဒါကြောင့်စိတ်ဓာတ်ရာဆိုတာအမျိုးမျိုးဖြစ်နိုင်ပါလေစိတ်ဓာတ်ရာရစီတဲ့အနေအထားအဖြစ်ပြည့်ရဲ့လို့အတိတ်ကြားသတ်မှတ်ထားတာမျိုးမရှိပဲလူတယောက်ရဲ့ခံနိုင်ရည်ပေါ်မူတည်ပြီး क्वे ပြသွားစေပါလေကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက် အခြေအနေတွေရဲ့ပြင်းထန်မှုပေါ်မူတည်ပြီးတယောက်နဲ့တယောက်ရရှိတဲ့စိတ်တံရတွေရဲ့အတိတ်နဲ့ဟာလဲကြွားချစီပါတယ်။ဒီတော့ပြောချင်တာက လူတိုင်းမှာသူ့အကြောင်းပြချက်နဲ့သူစိတ်တံရတွေ ကိုစီရှိကြတယ်ဆိုတော့ကိုပါပဲ။စိတ်တံရရတယ်ထရမာရတယ်ဆိုတာကကျမတို့အပြစ်မဟုတ်ပါဘူး။လောကဓာတ်ရဲ့ရိုက်ခတ်မှုတွေကို ကျမတို့မှာတားဆီးနိုင်စွမ်းမရှိဘူး။ အနာဂတ်မှာဘာဖြစ်လာမလဲကြိုမသိနိုင်ဘူးဒါကြောင့်ကျမတို့ကြုံခဲ့ရတဲ့အတိတ်အဖြစ်ပြက်တွေဟာ သူဟာသူဖြစ်ဖို့အကြောင်းကံပါလာလို့ဖြစ်ဖို့အချိန်တန်လာလို့ဖြစ်သွားရခြင်းပါပဲဒီအတိတ်နေ့ရက်တွေကိုကျမတို့မလွဲမရှောင်သာရင်ဆိုင်လိုက်ရခြင်းပါပဲစိတ်ဓာရတွေရအောင်ကျမတို့တမင်ဖန်တီးခဲ့တာမဟုတ်တဲ့အတွက် trauma တွေဟာကိုယ့်ရဲ့အပြစ်ကြောင့် အားနည်းချက်တစ်ခုကြောင့်မဟုတ်ဘူးဆိုတာကိုလက်ခံထားဖို့လိုပါတယ်။ဒါပြင်မဲ့လေစိတ်ထံရာတွေကိုကုစားလွန်မြောက်ဖို့ကတော့ကျမတို့ကိုယ်တိုင်ရဲ့တာဝန်ဖြစ်ပါတယ်။ကိုယ်ကိုနာကျင်စေခဲ့တဲ့အတိတ်ရဲ့ပိတ်လောင်မှုတွေကနေလွန်မြောက်ဖို့ကကျမတို့ကိုယ်တိုင် အားထုတ်ပြီးရင်ဆိုင်ကြော်ဖြတ်မှပဲရမှာပါ။ကိုယ်ကြောက်တဲ့အရာတွေစိတ်ထံရာတွေကို ထိတ်တဲ့ရင်ဆိုင်ခိုင်းနေတာတော်တော်ရက်ဆက်တဲ့စကားလို့ထင်ကြမှာပဲနော်။ ရက်ဆက်တယ်ထင်ရပေမဲ့ဒါဟာအမှန်တရားပါပဲ။ဘယ်လွယ်ပါလိမ့်မလဲ။အပြောနဲ့တောင်တော်တော်ခက်တဲ့အရာပါ။ကြောက်ပါတယ်ဆိုမှကြောက်တဲ့အရာတွေကိုရင်ဆိုင်ရတာပိုကြောက်ဖို့ကောင်းမှာပေါ့။တုံ့လုံစရာကောင်းမှာပေါ့။နာကျင်နေတဲ့တန်ရာတွေပေါ့။အရက်ပြန်လောင်းချတယ်လို့ပဲဆက်မင်းနာမင်းအလူလဲခံရမှာတေကြပါတယ်။ဒဏ်ရာတစ်ခုကျက်ဖို့အတွက်ဆေးထည့်တယ်လို့သဘောထားလို့ရပါတယ်။ စိတ်ထံရာတွေကိုကုစားဖို့ဟာလေအနာကိုဆေးထည့်တယ်လို့ပဲခဏတော့နာပင်မဲ့အနာပြောက်ဖို့အတွက်ကျမတို့ဒီလောက်တော့တောက်ခံမှုလို့လည်းမဟုတ်လားအခက်အခဲအတားအဆီးတွေရဲ့ထွက်ပေါင်းဆိုတာနောက်ပြန်လှည့်ခြင်းမဟုတ်ဖဲထိတ်တန့်ရင်ဆိုင်ကြောဖြတ်ခြင်းဖြစ်ပါတယ်ကျမတို့ကြောက်ရွံ့ထိတ်လန့်ခဲ့ရတဲ့အရာတွေအမှတ်တရတွေကိုမျက်လုံးချင်းစုံလက်သီးဆုပ်ပြီး တီတီငြိမ်ငြိမ်နဲ့ပြန်ကြည့်နိုင်တဲ့တနေ့ဟာကျမတို့ရဲ့စိတ်ဓာတ်ရာတွေအပြီးတိုင် ဟီလင်းဖြစ်တဲ့နေ့ပါစိတ်ဓာတ်ရာတွေအောက်မှာအရှုံးမပေးဒူးမထောက်ပဲကိုယ့်ရဲ့ကုစားခြင်းခီးစဉ်ဟီလင်းဂျာနီကိုစိတ်ရှည်ရှည်နဲ့ဆက်လျှောက်သွားမယ်ဆိုရင်အဲ့ဒီနေ့ဟာတင့်စီကိုရောက်လာမှာတည်ကြပါတယ်